တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြုဆိုပါရစေ။ဒီနေ့ကတော့ဗတ်မအုပ်စုအနေနဲ့ ဂျွန်လ9ရက်နေ့တုန်းက modern agency ကိုဖွင့်ထားတဲ့ John Wing ကိုစစ်ခွေးဒီကနေမှတဖန်ပြန်လဲပြီးဖမ်းဆီးသွားပြီးစစ်ခွေးဒီရဲ့နားထဲမှာဘောမဒီရဲ့နားထဲမှာကတော်လန်ရဲဆိုတဲ့စကလုံးဟာသူတို့ရဲ့နားထဲမှာခါတီးတာဖြစ်တယ်ခွေးဒီကဘသူကဘာလုပ်တယ်လဲလုံးဝမသိဘူးဒီနေ့စစ်ခွေးဒီနဲ့ထတ်တူထတ်မြအပြစ်ရှိတဲ့သူဟာဘောမဘုံငုံတွေဖြစ်တယ် ဆိုတော့အခုဒီဂျွန်ရီကိစ္စနဲ့ပတ်သက်ပြီးတော့လေဟန်ငိမ့်ဦးဟန်ငိမ့်ဦးဆိုတာဟာမင်းအွန်လိုင်းရဲ့အပေါ်မှာရှိတယ်ဒီ lobby ဒီရဲ့ဘောကိုငုံတာဟာမင်းအွန်လိုင်းဖြစ်တယ်နော်ဆိုတော့အခုဒီဟန်ငိမ့်ဦးရဲ့ဘုံငုံဖြစ်တဲ့မင်းအွန်လိုင်းဒီဘက်ကနေမှ ကျော်နွေကိုပြန်ဖန်သွားတယ်ဆိုတော့ဒီနေ့ကျွတ်တော်လာရေးမိသားစုဒီကို အထူးတဖြင့်ခွေးတွေရှိတဲ့နေရာမှာနေတဲ့တော်လာရေးပြည်သူတွေကိုပြောချင်တယ် လွတ်မြောက်တဲ့နေမြေမှာရှိတဲ့တော်လိုင်းရေးပီသူဒီရောင်းတဲ့ပစ္စည်းတွေကိုလုံးဝမမွေကြပါနဲ့လို့ကျွန်မပြောချင်တယ် တိချက်ကဈေးတွေမဝေကြပါနဲ့ဒုတိယချက်ကတော့မိသားစုတွေပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းပဲဖြစ်ကိုယ့်ရဲ့တငယ်ချင်းရင်းခောက်ပဲဖြစ်ဖြစ်တော်လန်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့တင်လာလို့ရှိရင် comments တင်ပြကြပါနဲ့ like and share လုံးဝမလုပ်ကြပါနဲ့ကိုယ့်ရဲ့အသက်အန်ဒီစိုးရင်ရပါတယ်ခွေးတွေကတမျိုးတစ်ပုံနဲ့ like နေကြတဲ့အတွက်ကြောင့်တရက်မဟုတ်တရက်မိလာနိုင်တယ်ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့လုံခြုံရေးမရှိတဲ့တော်လည်းရေးပြည်သူတွေဒါဒီကိုမလုပ်ကြပါနဲ့လို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ကြောက်ဗီဒီယိုတစ်ပုဒ်ကိုတင်ပေးမယ်။နားထောင်ကြည့်ရအောင်နော်။2021ခုနှစ်အာနာထိန်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့အာနိုင်ငံရေးလေးလက်သုံးသက်သူဖြစ်ပေါ်တော့ပြောခဲ့တယ်မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2025ခုနှစ်ကျွန်လာတဲ့ကိုရောက်ပြီပေါ့ဒီချိန်ကြီးကွယ်ဆိုင်ခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေး ကျွန်တော်မှာဖြေစရာစကားတခွန်းပဲရှိတယ်ဒီနေ့ဒီချိန်အထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်တအခုဒါကတော့ကျွန်တော်အားလုံးသိတယ်အခုစစ်ခွေးတွေဘက်ကနေမှ live တွေ့လို့ရှိလဲငါဒီနားမှာရှိတဲ့နင်တို့ PDF တွေပဲမှလဲအမြဲတမ်းတော်လာရေးတွေကိုစင်ခေါ်နေတဲ့ဒီခွေးတောင်မှအခု2021ကနေမှခွေးလော်ဘီလုတ်ပေးခဲ့တာဒီ2025ဂျွန်လအထိတူပါရရှိခဲ့တယ်လေဆိုတော့နောင်တလို့ပြောခဲ့တယ်เนาะဆိုတော့ ဒီနောင်တနဲ့ပတ်သက်ပြီးတော့ဇော်ဖုံးဟိန်လာရှိုးကြပြီးတွားပြီးဆိုလို့ရှိရင်တော့ငါ online ကနေမှလုံးဝမအော်တော့ဘူးထွက်သွားမယ်လို့ပြောတယ်ဒါပေမဲ့သူဆက်အော်တယ်ပြီးတော့ဒီနတ်ပခတ်ကိုကြားလို့ရှိရင်လည်းသူမအော်ဘူးလို့ပြောခဲ့တယ်ဒါပေမဲ့သူဆက်အော်တယ်ပြီးလို့ရှိရင်ဘသူမှမသိတဲ့အဆိုးတော့ ပိုင်ရဲကိုလာကိုရဲပိုင်ဆိုလားမသိဘူးအဲ့သူတို့ဒီလဲထွက်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့သူတို့ကမထွက်ခိုင်းဘူးဘာကြောင့်လဲဆိုတော့စစ်ခွေးတွေမှာဝန်ပေါက်ပဲရှိတယ်ထွက်ပေါက်မရှိဘူးတခါလော်ဘီလုတ်ပြီးဟိတ်ဆိုလို့ရှိရင်မားချင်တယ်မန်းချင်တယ်ဆက်လို့ရမယ် ဒီခွေးကတော့သူအရင်ကတည်းကနေလောက်ခဲ့တယ်သူအခုနောင်တရပြီ ထွက်လို့ရလားထွက်လို့မရဘူးတနီးနီးတဖုံဖုံနဲ့ခွေးဘက်ကိုရက်ကိုရက်ရက်มาဖြစ်တယ်ခွေးဘက်ကိုမရချင်တော့ဘူးဘူးဆိုလို့ရှင်တော့လွတ်မြောက်တဲ့နေမြေကိုရောက်ရင်ရောက်မရောက်ဘူးဆိုလို့ရှင်မလွယ်ဘူးဒါကြောင့်ပြီသူဒီခွေးဘောမာဒီ ဘောငုံဒီတောင်မှဒီလောက်អော်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ခွေးတွေနဲ့နင်းနင်းကပ်ကပ်နေတဲ့သူတွေတော်လာရဲနဲ့ပတ်သက်တဲ့ငွေသားတွေကိုကူညီလို့ရတယ်ဒါပေမဲ့ online ကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝမလုပ်ကြပါနဲ့လို့ကြွားဒီကနေသခါပြန်ပြမှ drip ပေးချင်တာဖြစ်တယ်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်နေနေကတော့ video တော်တော်လေးကိုအရင်နားထောင်ကြည့်အောင်เนาะတခါလဲကြိုပြောတာစီ သတင်းထုတ်ပြန်ရေးအဖွဲ့ရထုတ်ပြန်ချက်ဟာတော်တော်ဟိုပေါ့ရော်တယ်လို့ပဲကျွန်တော်ပြောပါသေးတယ်ပြင်းပြင်းထန်ထန်မွေးပါလို့တော့ပါဘူးဘာပေါ့ရော်လဲဆိုတော့ဒါလောက်ကြီးမားတဲ့လူသားကျန်းဖက်အုပ်စုကြီးမိတာကို၆နှစ်ကလေးထည့်ထုတ်ပြန်လိုက်မိတာကြောင့်ဒီဟာကြီးကတခါတည်းသေးသိမ့်သလိုဖြစ်သွားတယ်အဲ့လိုပေါ့ရော်မှုကိုဘယ်သူကအခွင့်ကောင်းယူသွားလဲဆိုတော့ BBC လို့သတင်းဌာနကသတင်းတောက်တွေကအခွင့်ကောင်းယူသွားတယ်အဲ့ဒီ၆နှစ်သမီးဟာကို highlight လုပ်ပြီးတော့သတင်းကိုလှုပ်ရေးပလိုက်တော့ဒီ NASA ကအစိုးရကြီးကနေထိုင်တဲ့၆နှစ်သမီးကိုပါဖမ်းနေပြီဖြစ်ကုန်ရော ဂျာကူလီကောင်နေမျိုးစဉ်ကဘာလုပ်လဲဆိုတော့သူ့ Facebook မှာတက်ရေးတယ်6နှစ်သမီးလေးကိုတော့လက်ထိတ်ခတ်ပြီးလက်နောက်ပြန်လက်ထိတ်ခတ်ပြီးတော့အဲဒီလိုမျိုးသူကတုံးတာသူ့မျက်လုံးနဲ့မြင်ခဲ့တာမဟုတ်လားတိဆောက်ယူอ่ะအဲ့လိုပဲပြောတော့ပြောတော့ကျွန်တော်တော့ကြက်မပြေဘူးဂျာကူလီကောင်ကသူ့မျက်လုံးနဲ့မြင်တာမဟုတ်လား6နှစ်သမီးကိုလက်ထိတ်ခတ်တယ်လို့သူမြင်လို့လားဒီကလေးကထားခဲ့လို့လည်းမရဘူးအဲ့တော့ဒီကလေးကိုခေါ်ခေါ်သွားပေးရတယ်အလုံးကြီးတဖို့ကြီးခေါ်သွားပေးပြီးတော့ဒီကလေးနဲ့ဆက်ဆက်ပြီးတော့ထိန်းသိမ်းဆောက်ရှောက်နိုင်မယ်မိသားစုရှိလားဆိုတော့မင်းမြန်စုံစမ်းမှုတွေလုပ်ပြီးတော့သူတို့လက်ထက်ထည့်အဲ့အဲ့မှာပဲအချိန်တိုင်းအဲ့လိုအပ်ပေးလိမ့်မယ် အခုဒီစစ်ခွေးတွေလှုပ်လိုက်တဲ့ကိစ္စဟာကဘာကျော်သွားမယ်ဆိုတာလည်းသူသိတယ်။ဒါကြောင့်မို့သူပြောသွားတာကတော့သတင်းထုတ်ပြန်တဲ့ဥစ္စာကပေါ်ရမှုဖြစ်တယ်လို့ပြောတာဒါပေါ်ရတာမဟုတ်ဘူးတကယ်ဆိုလို့ရှိရင်နင့်တို့ခွေးတွေဘက်ကတော့တော်လန်ရေးဆိုတဲ့စကလုံးကနင့်တို့နားထဲမှာကြားလို့ကိုမရတာတော်လန်ရေးလို့ပြောလိုက်တယ်ဆိုလို့ရှိရင်အစာငတ်နေတဲ့တော်ရိုင်းတရိစံတကောင်းလို့ပဲ ဘေးကိုကိုက်ရမလဲဆိုတာပဲနင်းတို့ကြည်နေကြတာအားကြောင့်မို့အခုနင်းတို့ကတရေခံတွေကို ဖမ်းမိပြီးဆိုပြီးမှဝန့်ကြွားစွာနဲ့ပြောပြတာချူထွန်းအောင်ကိုတတ်လိုက်တဲ့နောက်တနေ့မှာဘုံငုံကဗာကြုံညာလေးဆိုတော့တတ်လိုက်တဲ့ညနေမှာပဲတော်လိုင်းရေးရေးပေါ်တယောက်ကိုဖမ်းမိတယ် လို့ပြောတယ်။နောက်တနေ့မီဒီယာထဲမှာ Golden Valley Warrior ကရေပေါ်နူဖြစ်ထားတာပါလေ။သူတို့တွေ့စိတ်မပူကြပါနဲ့။သူတို့လုံခြုံတဲ့နေရာရောက်သွားပြီလို့ပြောတယ်။ဒါပေမဲ့အဲ့ဒီကတဲ့ကကောင်မှဒီဘောငုံကြော့မျိုးမင်းကတော့ပြေတနာဖြစ်တဲ့ညနေမှာဒီရေပေါ်တဲ့ကိုဖမ်းလိုက်တယ်လို့ပြောတယ်။လုံးဝမမှန်ဘူး။ပြီးတော့အခုဒီကချင် wave ကနေလဲ Golden Valley Warrior က ရေးပေါ်တွေကိုအင်တာဗျူးပြုထားတာရှိတယ်အဲ့ထဲမှာပါပြောလဲဆိုတော့အခုဖမ်းဆီးထားတဲ့ဒီ16ဦးထဲမှာသူတို့နဲ့လုံးဝမသက်ဆိုင်ဘူးသူတို့မပါဝင်ဘူးဆိုတဲ့ကိစ္စကိုထုတ်ပြန်ထားတယ်ဆိုတော့ဒါရီဟာလောက်ကြံထားပြီးတာဖြစ်တယ်အခုနင်းတို့ဘောမဘောငုံဒီတိဖို့က CDM ဆိုလို့ရှိရင်သူတို့မိသားစုလိုက်မိသားစုလိုက်ကျမတို့ကလုံခြုံတဲ့နေရာကိုခေါ်သွားတယ်အလေးဝင်လာတဲ့စစ်သားတွေကိုတောင်းကြည့်လိုက်သူတို့ရဲ့မိသားစုတွေကိုအ ကုံလုံချုံတဲ့နေရာခေါ်သွားပြီးတဲ့နောက်ပိုင်းမှာမဘဒူးကအလေးဝလာတယ်ဆိုတဲ့ကိစ္စကိုကျမတို့ထုတ်ပြန်တာဖြစ်တယ်ဆိုတော့အခုဒီလိုမျိုးခွေးချူထွန်းအောင်ကိုတက်ဖြတ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့မိသားစုတွေခွေးတွေရဲ့ပါဇက်နာမှာထားပြီးမှသူတို့ကဒီအလုပ်လုပ်မလားစဉ်းစားကြည့်ကြနင့်တို့ကသာသမင်းစားတယ်ဆိုလို့ရှင်တော့ဒီကိစ္စကိုတိပါပဲ နော်ဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်မျိုးမြင့်တည်တယ်ဒီကလေး၆နှစ်အရွယ်ကိုဖမ်းလိုက်တဲ့အခါမှာကဘာကနေမှပြောလာမယ်ဆိုတော့ကိုသူတည်တဲ့အတွက်ကြောင့်သူကတော့နင့်တို့ကဒီလိုထုတ်ပြန်နေဆိုမှသူအပြစ်လည်းမပြောရဲဘူးနောက်တစ်ခုကတော့နင့်တို့လှုပ်လိုက်တဲ့အတွက်ကြောင့်ဒီကဘာကနေမှဒီလိုမျိုးဖြစ်လာမယ်ဆိုတာလည်းသူမပြောရဲဘူးကြော်ဖုံးဟင်းတို့လိုဖြစ်လာမှာကိုလည်းသူကြောက်တဲ့အတွက်ကြောင့်သူကတော့ ဖိဖိစီစီပဲเนาะပို့ရော်တယ်လို့ပြောတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုကျမနဘေးနားမှာတင်ထားတယ်ဗတ်ထမကဘာလဲဆိုတော့6နှစ်သမီးကိုဖမ်းဆီးတဲ့ကိစ္စဟာ top story ဆိုပြီးမှအခု Google ထဲမှာရိုက်ကြည့်တဲ့အခါမှာတွေ့ရတယ်နောက်တစ်ခုကအခုကျမနဘေးနားမှာကြည့်လိုက်ကဘာမှာရှိတဲ့69တသမ99သောမီဒီယာကနေမှ6နှစ်အရွယ်သမီးကိုစစ်ခွေးကနေမှဖမ်းဆီးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကြေးကြေးတွင်းတွင်းဖော်ပြထားတာကိုတွေ့ရတယ်။ဒီခွေးတွေဟာ လုတ်ချင်တာကတော့ကျွန်တော်တော်လာရဲတွေကိုဖြစ်သွားတာကတော့သူတို့ကိုသူတို့ဖြစ်သွားပြီဆိုတာကိုသူတို့မေ့နေကြတာကျွန်တော်တော်လာရဲတွေကိုနင့်တို့သားမျိုးလုတ်တဲ့အတွက်ကြောင့်နင့်တို့မိသားစုတွေကိုဖမ်းတယ်တကယ်ဆိုလို့ရှိရင်တော့ဘာမှ မဆိုင်တဲ့ပြည်သူတွေကိုဖမ်းတဲ့အတွက်ကြောင့်စိတ်တော့လုံးဝမကောင်းပါဘူးเนาะတော်လာရင်းနဲ့တော့လုံးဝမဆိုင်တဲ့ပြည်သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိရတယ်ဆိုတော့ဒီပြည်သူတွေကတစားခါများဖြစ်သွားမလားဆိုတော့စိတ်မကောင်းပါဘူးတကယ်လို့တာ9000ဆားမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့16ဦးနဲ့ပတ်သက်ပြီးတော့ထတ်တူထမြခန်းစားပါတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဒီ၆နှစ်သမီးကိုထဲ့သွင်းခြင်းအပြင်သူတို့ရဲ့တည်င်းတဲတိမ်မဲမိန်သွားတယ်လို့ပြောတာတဲတိမ်မဲမိန်သွားတာမဟုတ်ဘူး ကဘာကနေအေးအေးဖို့အတွက်လှုပ်လာပြီးဆိုတော့ကိုသတိထားကြပါဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုဒီ BBCD ရောကျတော့ဒေါ်လာရေးတွေဘက်ကနေမှအများကြီးလှုပ်လာတဲ့ဥစ္စာကိုတခြားကိုတော့မကြည့်ဘဲနဲ့ဒီ6မိနစ်သမီးကိုပဲအဲဆွဲယူပြီးမှသတင်းမီဒီယာမှာတင်တယ်လို့ပြောတယ်ဆိုတော့တခြားလူကြီးကအသက်ကြီးနေပြီလေကျတော့ကလည်းဘာပြောလို့ရတော့မလဲဒီ6မိနစ်ကလေးဆိုတာဟာအဖြူစင်ကလေးဖြစ်တယ်ဒါကိုတရေခံလို့ဖမ်းတယ်ဆိုကြတယ်တော့နင်တို့ကိုနင်တို့စဉ်းစားကြည့်ကြပေါ့မဟုတ်ဘူးလား ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘူဂျီနေမျိုးစင်ကိုလည်းသူပြောသွားတာဂျာကူလီလို့ပြောတာကြွတ်ထင်တာကတော့ဘူဂျီနေမျိုးစင်ဂျာကူလီဖြစ်တာကတော့သူ့အမေပြောပြတာပဲနေမှာပေါ့ဒါမှမဟုတ်သူ့သမီးများပြောပြလာတော့မသိဘူးเนาะဒီထဲမှာသူဘာပြောလဲဘူဂျီနေမျိုးစင်ကသူ့မျက်စိနဲ့တဟမင်ခဲ့တာမဟုတ်ပဲတဲ့ဒီစကားကိုပြောတယ်လို့ပြောတယ်ဒီဆိုလို့ရှိရင်ဘောငုံကြုံမျိုးမင်းနင်းရောဒီကိစ္စနဲ့ပတ်သက်နင့်မျက်မျက်စိထဲမှာမြင်ခဲ့သလားသူတို့ကလက်ထုံမခတ်ဘူးလို့နင့်မြင်သလား အချိန်တန်လို့ရှိရင်သူနဲ့သက်ဆိုင်တဲ့မိသားစုအဖိုးဖွားတွေကိုပဲလိမ့်မယ်လိမ့်မယ်ဆိုတာဟာတိကျတဲ့စကလုံးလုံးဝမဟုတ်ဘူးနော်ဒါကြောင့်သူကတော့မပေးဘူးဆိုတာသိတယ်ဒါပေမဲ့ဖာထေးပြောချိုချင်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီကိစ္စကျမအရင်တော့လည်းပြောပြဖို့တယ်ကြွတူလဲထောင်ထဲမှာမွေးလာခဲ့တဲ့အခါမှာကလေးတယောက်ရဲ့အခွင့်အရေးတစ်ခုမှမရခဲ့ဘူး စိတ်တန်ရာခန္ဓာရဲ့တန်ရာမျိုးစုံတော့တန်ရာပေါင်းစုံနဲ့ကြွတူလဲဟာအချိန်စိတ်မှထွက်လာခဲ့တာဖြစ်တယ်အခုဒီကလေးကကလေးအခွင့်ရေးရှိတယ်နင်တို့ကလေးအခွင့်ရေးတာရှိခဲ့တယ်ဆိုလို့ရှိရင်ကြွတူလဲလို့เนาะတခြားတော့တော်လန်ရဲ့မိသားစုထဲမှာလဲထောင်မှာမွေးတဲ့ကလေးတွေရှိလိမ့်မယ်ကလေးမွေးလိုက်လို့ကြွရောက်မကိုထောင်ကနေနင်းတို့လွတ်ပေးလိုက်တာမဟုတ်ဘူးသူ့ရဲ့ထောင်ကျတဲ့နှစ်စီလို့ပဲသူတို့တိုင်းမီနဲ့ထွက်လာခဲ့တာဖြစ်တယ် နော်ကလေးအခွင့်ရေးတွေဘာအခွင့်ရေးတွေတိတ်တိတ်ဟန်ဆောင်မနေကြနဲ့ခွေးတွေဟာလူကျင့်ဝတ်ကိုလည်းဘယ်တော့မှနားလေတဲ့သူတွေမဟုတ်ဘူးဆိုတော့အခုဒီ6နှစ်သမီးပတ်သက်ပြီးတော့ကဘာကပေးတဲ့အပြစ်တွေကိုနင့်တို့ခံယူကြပါလို့ပဲဒီကနေပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်နဲ့လည်းဗီဒီယိုတော်တော်လေးကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော်မရာဆိုတဲ့ချင်းပြည်နယ်မရာနယ်မြေဒေသကလူတွေအကုန်လုံးဒုက္ခရောက်ပြီဆိုတဲ့စကားပြောချင်တာဘာလဲဆိုတော့အသက်18နှစ်ကနေ45နှစ်အတွင်းအမျိုးသားအမျိုးသမီးအကုန်လုံးဆုတ်မှုထားရမယ်တဲ့ဆိုတော့ ကျွန်တော်တိုင်းပြည်မှာအခုလက်နက်အင်အားတွေလူလူအကုန်စုဆောင်းနေကြတယ်စစ်တပ်ကတပ်မတော်ကလည်းနိုင်ငံတော်ကာကွယ်ဖို့ဆိုပြီးတော့စစ်မှုထမ်းခေါ်တယ်ဒါပေမဲ့လူမြန်ရှင်တောင်းအောင်မပါဘူးနော်ထေရှားကျွတ်သူတောင်းအောင်မပါဘူးနော်အဲ့လိုအဲ့လိုထားပါတော့နိုင်ငံတော်ကစစ်မှုထမ်းခေါ်တာကတော့နိုင်ငံတော်ရဲ့တာဝန်ထမ်းဆောင်ဖို့ပြီးတော့သူကလစာရတယ်အခွင့်အရေးတွေရတယ် facility တွေရတယ်နိုင်ငံတော်တာဝန်ထမ်းဆောင်ပြီးပြီဖြစ်တဲ့အတွက်လုပ်ငန်းခွင်သွားမယ်ဆိုရင်အဲ့စစ်မှုထမ်းဆောင်ထားပြီးသား certificate တခုဟာလုပ်ငန်းခွင်မှာ auto အဆင့်ပြေမယ်စစ်မှုထမ်းဆောင်ထားပြီးသားလူတွေကိုအလုပ်ကန်ခွင်လမ်းပုံမူပေးဖို့ ဆိုတာမျိုးကိုနိုင်ငံတော်အနေနဲ့နှုတ်အားဖြင့်ဖြစ်စေအများပြည်သူသိအောင်တော့ message ပေးတင်တယ်လို့ထင်တယ်မရာနေမြေဘက်ကဆိုတော့ချင်းဘက်ကပေါ့ဗျာမရာက session နဲ့၄၅ကြာဆိုအကုန်လုံးတယောက်မကြံဝင်ရမယ်ဆိုခေါ်တယ်အဲ့တော့ကျွန်တော်တိုင်းပြည်မှာကိုယ်နိုင်ငံသားချင်းချင်းတတ်ကြဖို့အတွက်ကိုကချင်းကလည်းစစ်ဘူတန်းခေါ်တယ်ပလောင်ကလည်းခေါ်တယ်ကိုးကန်ကလည်းခေါ်တယ်ဝါကလည်းခေါ်တယ် SSBB ကလည်းခေါ်တယ်အေးဆိုလည်းခမ session ၄၅လုံးဝမထွက်ရဖြစ်ကုန်ပြီဒီနိုင်ငံတော်ပုံကန်တွေရဲ့လက်နက်ကင်ခေါင်းဆောင်အုပ်စုတွေအကုန်လုံးကသူတို့ခေါင်းထဲမှာ ကိုတိုင်းရင်သားကိုတတ်ဖို့ပဲစဉ်းစားနေကိုတိုင်းရင်သားတွေကိုဒုက္ခရောက်ဖို့ပဲစဉ်းစားကိုတိုင်းရင်သားတွေကိုတနက်ကင်ပြီးတော့တိုက်ပွဲဝင်ပြီးတော့တေခိုင်းဖို့ပဲစဉ်းစားနေကြတယ်သူတို့အကျိုးစီးပွားအတွက်ကိုလေတော်တော်လေးတော့ဒီလက်နက်ကင်ပုံကန်သူတွေရဲ့စိတ်ထဲအတွေးရစိတ်အာဏာရှင်ကိုမကြိုက်ဘူးမကြိုက်ဘူးလို့ပြောရင်မယ်သူတို့ကိုယ်တိုင်လက်နက်ကင်ထားရတဲ့အရာသားလက်နက်ကင်ပြီးအမိန်ပေးရတဲ့အရာသားလက်နက်ကင်ပြီးတော့ပြည်သူလူထုအနိုင်ကျင့်ရတဲ့အရာသားကိုသူတို့ကိုယ်တိုင်ကြိုက်နဲ့တက်နေပြီဆိုတော့ တွားတွေ့ရတယ်နိုင်ငံတော်တပ်မတော်ကတော့နိုင်ငံတော်တပ်မတော်ပဲအစင်တန်းရှိရှိ standard army ဖြစ်ဖြစ်နိုင်ငံတကာအသိပေးပြတာပြီးတပ်မတော်ဖြစ်တော့ဒါကနိုင်ငံတော်နိုင်ငံတကာနဲ့စံဝင်ပြီးသားအချင်းပြည်နယ်မှာရှိတဲ့မရာလူမျိုးတွေစစ်ခွေးတွေကိုချေမုန်းဖို့ရာအတွက်စစ်တပ်အင်အားလိုနေတဲ့အတွက်ကြောင့်18နှစ်ကနေမှ45နှစ်အောက်ကလူငယ်လူရွယ်တွေကိုစစ်တပ်ဆူဆောင်းနေတယ်ဆိုတာသိရတယ်ဆိုတော့သူတို့ရဲ့စစ်ခွေးတွေကတော့နိုင်ငံတော်ကိုကာကွယ်ဖို့အတွက်ကျမတည်တဲ့ရွယ်ရောက်လာတဲ့အချိန်ထိဘယ်နိုင်ငံကမှကျူးကျော်စစ်ကိုလာတိုက်ခိုက်တာလဲကျမတခါမှမမြင်ဘူးတဲ့ ဲဘူးဒါပေမဲ့စစ်ခွေးတွေပြောနေတာကတော့တိုင်းပြည်ကကွယ်ရေးတို့ပဲပြောတယ်ပြည်ပရန်ကိုကကွယ်ရေးလို့သူတို့တစ်ခါမှမပြောဘူးဘာကြောင့်လဲဆိုတော့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းကနေဒီနေ့2025နှစ်အထိပြည်ပရန်သာခေါမှာကျတော့မြန်မာနိုင်ငံကိုကျူးကျော်မှုမလုပ်ခဲ့တဲ့အတွက်ကြောင့်စစ်ခွေးတွေရဲ့ပါဇက်ထဲမှာပြည်ပရန်ကိုကာကွယ်ဖို့ရန်အတွက်စစ်မှုထမ်းရမယ်လို့သူတို့မပြောဘူးတိုင်းပြည်ကိုကာကွယ်ဖို့ရန်အတွက်စစ်မှုထမ်းရမယ်လို့ပြောတယ် ပြပရံမလာမတော့ဘသူရဲ့ရံကိုလာကာကွယ်မှလဲသူတို့ရဲ့စခွေးတွေထဲမှာအမှုပညာတွေတရားအောင်မပါမလာဘူးတဲ့ခေါ်လေအခုဒီမှာယုံလေးတွေအရွေရောက်သေးတယ်အခုနင်းတို့ရဲ့ဘောမတွေထဲမှာအရွေရောက်တာတွေအများကြီးရှိသေးတယ်အကုန်ဝင်ကြလေအခုကျမတို့တော်လရဲတွေထဲမှာရုပ်ရှင်မင်းသားမင်းသမီးတွေရှိတယ်တရိုက်တာတွေရှိတယ်အဆိုတော်တွေရှိတယ်လူရွှေတော်တွေရှိတယ်အငိတ်မင်းသမီးတွေရှိတယ်မျိုးစုံသောနေပေဒေတာအတိတိကနေမှကျမတို့တော်လရဲစီဝင်လာခဲ့တယ် ဆေးပညာနဲ့ဆိုလို့ရှိရင်လည်းနတ်မရှိတဲ့ဆရာဝန်ရှိတယ်တို့ကလည်းမပေါ်တာဆွဲခဲ့တာမဟုတ်ဘူးစစ်မှုထမ်းခေါ်လာခဲ့တာတွေမဟုတ်ဘူးတို့စိတ်နဲ့တို့ဝန်လာခဲ့တာဖြစ်တယ်တို့တော်လာရဲတွေမှာမရှိတာကလူလိုမွေးလာပြီးလူလိုမကြည့်နဲ့ခွေးကလွဲရင်ကြံတာအားလုံးရှိတယ်ဆိုတဲ့အကြောင်းပြောပြခြင်းတယ် နော်ပြီးတော့နောက်တစ်ခုကသူကြွားတာကစစ်ခွေးတွေမှာကလစာရတယ်တဲ့လစာတရက်ကို950 950ပဲရလို့အခုပြည်သူတွေရဲ့တရစ်ဆန်တွေကိုခိုးစားတယ်ပြီးတော့နောက်တစ်ခုကသူပြောသွားတာကစစ်မှုထမ်းထဲမှာပါဝင်တဲ့သူတွေကိုဒီအလုတ်အခွင့်ရရရှိဖို့ရအတွက်သူတို့အလုတ်လျှောက်လာတယ်ဆိုလို့ရှင်လဲသူတို့ကတော့ဒီစစ်မှုထမ်းပြီးစီးသွားပြီဆိုတဲ့အဥ္စာကိုစစ်ခွေးတွေဘက်ကနေအော်ပေးရမယ်လို့ပြောတယ် အခုဒီကိစ္စကိုဒီဘောငုံကမသိလို့လားသူတို့ရဲ့ခွေးတွေကအကုန်တိပြီးသားမလို့ဒီဥစ္စာကိုမကြောညာတာဘာကြောင့်မကြောညာလဲဆိုတော့စစ်ခွေးတွေလွတ်လပ်ပြီးပြန်လာခဲ့တဲ့စစ်ခွေးဘယ်မှာရှိတယ်လဲခြေတန်းကိုတွားတဲ့ရေခွေးတွေပြည်တုခွေးတွေဘျူခွေးတွေပြန်လာတာဒီနေ့ဒီအချိန်ထိရှိသလားမရှိလို့စစ်မှုထမ်းပြီးပြန်လာတဲ့သူတွေကိုအလုတ်ထဲမှာနေရာပေးဖို့သူတို့က coverage ဖြစ်သွားပြီဆိုတဲ့ဥစ္စာတွေကို ကျင်ညာဖို့လို့ပြောတဲ့ခါမှာကျင်ညာဆိုတာမလိုလို့ကိုမကျင်ညာတာနောက်တစ်ခုကဒီနေ့ကျွန်တော်တိုင်ရင်သားလက်နဲ့ကင်နေလဲပဲတော်လာရဲထဲမှာပါဝင်ဖို့ရာအတွက်ဘယ်နည်းနဲ့ကနေဘယ်နည်းနဲ့တော်လာရဲထဲကိုဝင်ရမယ်လို့ခေါ်တဲ့ခါမှာတိုင်ရင်သားချင်းချင်းတတ်ကြဖို့ရာအတွက်ကျွန်တော်တိုင်ရင်သားကောင်းဆောင်တွေကအစ်မထန်းခေါ်တယ်လို့ပြောတယ်ဒီဆိုလို့ရှိရင်နင်းတို့ကမလုပ်တာလား အလာထားဖို့နင်းတို့ကခေါ်တာလားကျွန်တော်တော်လာရေတတတယောက်တည်းလို့ရှင်နင်းတို့စစ်ခွေးတွေတတက်လုံးပြောင်းနေနင်းတို့တည်တယ်နော်ဆိုတော့ဒီနေ့နင်းတို့စစ်ခွေးတွေမตาပေါ်ကုန်လို့ပဲအရင်တုန်းက6သိန်းရှိတယ်ဆိုတော့စစ်ခွေးတွေအခုဘယ်ရောက်သွားပြီလဲအခုအပတ်စဉ်73ရှိသွားပြီအပတ်စဉ်တစ်ခုထဲမှာအနည်းဆုံးစစ်မှုထမ်း9000ရှိတယ်ဘယ်မှာလဲနင်းတို့စစ်ခွေးတွေအယုတ်လိုပဲနင်းတို့ဘူးထဲမှာတင်းထားကြတာလား ဒီနေ့ကျမတို့ကြတော့တိုင်းရင်သားချင်းချင်းတတ်ကြဖို့လုပ်တယ်လို့ပြောရင်အခုဖကနေမှာနင်းတို့စစ်ခွေးတွေရောက်လာတဲ့နောက်ပိုင်းမှာကျတို့ကချင်ပြည်နယ်မှာဂျိုး6ရက်နေ့တုန်းကလည်းနင်းတို့ဘုံကျဲလိုက်လို့လာတာရွယ်ကလေးကစလူကြီးရပါဝင်လူဆယ်ဦးတည်သွားတယ်ရွာတိုင်းမှာဘုံကျဲတိုက်တယ်နင်တို့စစ်ရှုံးလို့ရှိရင်ရွာတွေကိုဝင်ပြမနင်တို့ပြည်သူတွေကိုကောင်းဖြတ်တတ်ခိုင်းတယ်ဒါကနင်တို့ကနင်တို့ဘုသူရန်ကိုကောက်ွယ်တယ်ဒီနေ့ကျမတို့တော်လာရဲတွေရဲ့ရန်ကိုကောက်ွယ်တာလားဒါမှမဟုတ်လို့ရှိရင်နင်တို့က စစ်ရှုံးတော့မှာပဲဆိုတော့ကြောက်တဲ့စိတ်ရဲ့ရံကနေကကွယ်နေကြတာလားဆိုတော့ဒီနေ့ကျွန်တော်တန်ရင်သားလက်နဲ့ကင်ဒီရဲ့အုံနောက်ထဲမှာကပြည်သူဒီကိုဒုက္ခပေးဖို့တတ်ဖို့ဖြတ်ဖို့နော်အဲလက်နဲ့ကင်ပြီးတယောက်နဲ့တယောက်တိုက်ခိုက်ဖို့ကောင်းစားဖို့ရာအတွက်ပြည်သူဒီကိုအတုံးချတယ်လို့ပြောတဲ့အခါမှာအာရခတတ်တော်ဒီဆိုတာဟာဒီနေ့တိုက်ပွဲဝင်ချမလို့ဘူးအာရခတတ်တော်ထဲမှာရှိတဲ့တတ်သားတွေအားလုံးပြည်သူတွေအားလုံးစားဖို့ရာအတွက်တို့တို့မှာ guest ရှိတယ် တဘာဝတောင်းွေရှိတယ်ပင်လယ်ပေါက်ရှိတယ်သူတို့မှစားမကုန်ဘူးအထူးနည်းသူပဲကရင်တို့မျိုးတွေဆိုလို့ရှိရင်လည်းသူတို့ရဲ့အိမ်နီးနားချင်းအရန်ကောင်းတယ်ပြီးသူဒီကိုတိုက်ခိုက်ဆံမလို့ဘူးသူတို့ဖာနဲ့သူတို့စားဝတ်နေရဲအတွက်လုံလုံခြုံခြုံလုံနိုင်တယ်ချင်းတွေလည်းထူးနည်းလကောင်းပဲသူတို့ရဲ့အိမ်နီးချင်းအရန်ကောင်းတယ်အိန္ဒိယရှိတယ် ကျွန်တော် KIAD ဆိုလို့ရှင်လဲကျွန်တော်စီမရှိတဲ့တဘာဝတယံဇာတာတွေရောင်းပြီးမှချမ်းသာနိုင်တယ်ပြီးသူတွေကိုတနက်ကင်ခိုင်းဆရာမလိုဘူးနင်းတို့လိုခွေးရှိလို့ဒီနဲ့ကျွန်တော်လက်နက်ကင်နေရတာဖြစ်တယ်တိုင်ရင်သားတွေအားလုံးတိုက်ပွဲဝင်ဆရာမလိုပဲနဲ့ယတနာပေါ်မှာထိုင်နေကြတဲ့သူတွေကြီးပဲဒီနဲ့တိုင်ရင်သားလက်နက်ကင်ခေါင်းဆောင်တွေကအမိန်ပေးရတာကိုတနက်ကင်ရတာကိုကျေနပ်နေတယ်လို့ပြောတဲ့ခါမှာ မင်းအွန်လိုင်းမွေးလာတော့ငါဘလောက်ဆင်းရဲတယ်လဲသိတယ်နော်အိမ်တလုံးတောင်မပိုင်ခဲ့ဘူးဒီနဲ့ကြမ်းမှာပဲဒီလိုမျိုးနေနိုင်ခဲ့တာကလက်နဲ့ကြောက်မဟုတ်ပဲနဲ့ဘာကြောက်လဲပလွေကြောက်လားကျတော့တော်လာရဲဒီကကိုယ့်ရဲ့နေမြင်မှာထွက်တဲ့တရားစာဒတီကိုရောင်းစားပြီးမှချမ်းသာနိုင်တယ်နင်းတို့ကဘာကိုရောင်းစားပြီးချမ်းသာခဲ့တာလဲမင်းအွန်လိုင်းသူ့တာသမီးတွေမျိုးမစစ်ဖမစစ်ကနဲ့မွေးလာတဲ့ကလေးတွေဖြစ်လို့အုံနောက်မရှိလို့ တရုတ်ပြည်ကကားဒီကိုတင်သွင်းထားတဲ့ဥစ္စာကိုရောင်းမကုန်တော့ဒီနေ့နင်းတို့ပြည်သူဒီကိုဒုက္ခပေးပြီးပြည်သူဒီစီမှာရှိတဲ့လိုင်စင်မဲ့ကားဒီဆိုင်ကယ်ဒီကိုဖမ်းခိုင်းတယ်မဟုတ်ဘူးလားဒါကတော့ဘု து ရဲ့အခွင့်ရေးတယ်လားအခုနင်းတို့အာနာဆိုတော့ဘသူမှမပေးထားတဲ့ကို့ပိုကိုလက်နဲ့အားကိုပြီးတော့ပြည်သူတွေကိုချိန်ချောက်ပြီးမှရထားတဲ့ငွေတွေနဲ့နင်းတို့ချမ်းသာနေကြတာမဟုတ်ဘူးလား နိုင်ငံတော်အစိုးရဆိုတဲ့သူတို့ရဲ့စစ်ခွေးတွေကအဆင့်တန်းရှိတယ် Standard Army ကဘာတန်းဝင်တဲ့တပ်မတော်ဖြစ်တယ်လို့ပြောတယ်အဲ့လိုမျိုးပြောတော့ကြွားကပြန်စင်းစားပေါ့နော်အာ Standard Army လို့လည်းခေါ်တယ်ကဘာနဲ့လည်းတန်းဝင်တယ်အဆင့်ရှိရှိဖြစ်တဲ့တပ်မတော်ဖြစ်တယ်လို့ပြောတော့ဟာဒီဆိုလို့ရှိရင်တော့ငါတို့တော်လန်ရဲတွေကြီးပဲသူတို့ကိုခွေးလို့ပြောကြတာလားကဘာကဘလို့များတတ်မှတ်ကြတယ်လေဆိုပြီးမှကြွားကကိုယ်ကမှရှာကြည့်လိုက်တယ် အခုကျမတို့ဘဲမှာတွေ့ရတယ်နော်စစ်ခွေးတွေကိုကဘာကဗာပြောထားလေဆိုတော့လူအခွင့်အရေးကိုချိုးဖောက်တဲ့သူဒီမိုကရေစီကိုတွားမဲ့ဥစ္စာတွေကိုတွန့်ဆုတ်တဲ့သူဖြစ်တယ်ဆိုပြီးမှကဘာကနဲ့ရှုံချပြီးတတ်မှတ်ထားတယ်ဆိုပြီးမှပေါ်လာတယ်ကဘာတောင်းဝင်တယ်လို့ပြောတော့နော်မသိနေလို့ဖို့လားလူကိုတတ်ဖို့လားအစ်စင်တမ်းမြင်မမြင်တော့မသိဘူးအခု၆နှစ်တမီးကိုဖမ်းတဲ့ကိစ္စလည်းကဘာကြုံနေပြီ နော်ဆိုတော့ကမ္ဘာအဆင့်တန်းမြင်ရလို့ပြောတော့ကိုကယ်မှာရှာကြည့်တော့ကိုကယ်ကပဲလိမ့်တလားဘောမာဒီပဲလိမ့်တလားတော့မသိတော့ဘူးနော် ကိုဘလို့ထင်တာလဲဆိုတာတဲ့သူများကိုကိုဘလို့မြင်တယ်လဲဆိုတာဟာအရေးကြီးဆုံးဖြစ်တယ်ဥပမာဆဲသမားတယောက်ဆိုလို့ရှင်လေကုကူသူပျက်စီးနေတယ်လို့သူမထင်ဘူးကျတော့မျက်စီထဲမှာကဆဲဆွဲနေတဲ့သူတယောက်ဟာဘဝကမျောလင့်ဆရာမရှိဘူးသူ့ဘဝဟာဆုံးရှုံးနေတယ်လူမိုက်တယောက်အနေနဲ့ကျတော့မြင်တယ်ဒါပေမဲ့သူတို့ကသူတို့အဲ့လိုမမြင်ဘူး ဟာငါကတော့ဆေးတာတောက်တာငါမလိမ့်တတ်ဘူးမခိုးတတ်ဘူးပြောကြတာပဲဘာလို့မဆိုကိုယ့်ဘက်ကိုရက်ကြတယ်ဒါပေမဲ့အဲသူများငါ့ကိုဘလို့မြင်တယ်လဲဆိုတဲ့ပုံမှာအရရေးကြည့်တယ်နော်ဒါတော့နင်တို့ခွေးတွေနားလည်မှာလည်းမဟုတ်ဘူးတိတ်မပြောချင်ဘူးနောက်တရင်တပုတ်နေနေကတော့စစ်ခွေးတွေရဲ့ရက်စက်ရုပ်မှမှုကို ဖော်ပြထားတယ်ပြောမပြနိုင်တဲ့ဖြစ်ရဆိုး unspeakable tragedy ဆိုရက်စာမျက်နှာ36ရွက်ပါတဲ့အစီရင်ခံစာကိုဂျွန်လ၄ရက်နေ့တုန်းက UK ပါလီမန်မှာမိတ်ဆက်ပေးခဲ့တယ်။အဲ့ထက်မှာဘဒူရီပါတာတလဲဆိုတော့အထက်တန်းကြီးဒါရိုက်တာဖြစ်တဲ့ Benedict ရဲ့ပြီးရင် Dr. Sasha ရဲ့ဖွဲ့သားတွေနဲ့ပေါင်းပြီးမှ UK ပါလီမန်မှာသွားဆွေးနွေးခဲ့တယ်ဆိုတာကို သိရတယ်။ဆိုတော့ဒီဥစ္စာကိုအခုကဘာကနေမှလည်းလက်ခံထားတာရှိတယ်။ဒီနဲ့ Dr. Sasha ရဲ့လှုပ်ဆောင်မှုတွေလည်းအောင်မြင်တယ်လို့ပြောလို့ရတယ်။ကျတော့တော်လာရဲတွေဆက်လက်ပြီးတော့နှီးမျိုးစုံနဲ့စစ်ခွေးတွေကိုအမြန်ဆုံး ချဲမုံမဲ့အချိန်ဖြစ်တဲ့အခုနေရတိတိထဲမှာတရက်မှမနာပြောရင်တော့ယာယီအပြစ်ခတ်ရက်ဆဲကိုလှုပ်ထားတယ်လို့ပြောတယ်ယာယီအပြစ်ခတ်ရက်ဆဲဆိုတဲ့အတိတ်ပဲကိုနားမလဲတဲ့ခွေအချာနဲ့အုံနောက်ကြောနဲ့မဆက်မျက်စိနဲ့အုံနောက်ကြောနဲ့မဆက်လက်နဲ့အုံနောက်ကြောနဲ့မဆက်တဲ့ခွေးတတဝါတွေဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ပြည်သူတွေအားလုံးကြမ်းမပြေရှူကြပါစေ